ားလုံးပဲမင်္ဂလာပါ။ချင်းရေဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့အတွက်ခုံနှုံုံချင်းရေဒီယိုရဲ့နိုင်စင်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ကျွန်မကတော့ဆမ်မာ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဇုတ်သုံးဒေတာမှာပြည်သူတွေအနေနဲ့ခြေမုံရေးရိုင်ဖယ်နဲ့ဖောက်ခွဲရေးပစ္စည်းတွေကင်ဆောင်ခွင့်မပြုတ်ကြောင်း CDF ဇုတ်သုံးထုတ်ပြန်လိုက်တဲ့သတင်း။ချင်းတဲ့ဒေသန္တရအုပ်ချုပ်ရေးဥပဒေကိုအတီးပြုတ်ပြဋ္ဌာန်းလိုက်ပြီလို့ဆိုတဲ့သတင်း။ ကလေးမြို့လူထုတိုက်ပွဲဥဆောင်ကော်မတီကဖလန်းမြို့သိန်းတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက်ခွန်အားပေးစုတောင်းတပိတ်ကျုပ်လုပ်ပေးတဲ့တရင်နဲ့ဆိုရှယ်မီဒီယာအသုံးပြုတဲ့အခါတတိထားရမယ့်အချက်အလက်တွေအပါအဝင်စတဲ့တရင်တွေကိုတင်ဆက်ပေးသွားပါမယ်။ခုအခုဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ချင်းမိနယ်စုံသုံးဒေတာမှာပြည်သူတွေအနေနဲ့ပစ္စတိုတင်တဲ့အပါအဝင်ချင်းမုံကြီးရိုင်ဖယ်တွေနဲ့ဖောက်ခွဲရေးပစ္စည်းတွေကို မလ25ရက်နေ့ကစတင်ပြီးကင်ဆောင်ခွင့်မပြုတော့ကြောင်းချင်းကာခွဲတပ်ဖွဲ့ CDF စုသုံးထံကနေသိရပါတယ်စုသုံးဒေတာအတွင်ကပြည်သူတွေဟာချင်းထုံးစံအမဲလိုက်ရမှာအုံပြူတဲ့ရူရတူမီတနက်နှလုံးပြူတနက်ခါကျူတနက်နဲ့လေတနက်စတဲ့တနက်တွေကိုသာကင်ဆောင်ခွင့်ရှိတယ်လို့ CDF စုသုံးကမလ25ရက်နေ့မှာထုတ်ပြန်လိုက်တာပါ ချိန်မုံရီရိုင်ဖယ်ပစ္စတိုလိုတင်တဲ့တွေတခြားမောင်းတန်တင်တဲ့တွေဖောက်ခွဲရေးပစ္စည်းတွေကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကသာကင်ဆောင်ခွင့်ရှိတယ်လို့ဆိုထားပါတယ်။ CDF ဆိုတော့အနေနဲ့လိုအပ်တဲ့အလျောက်စစ်ဆေးတော့မှာဖြစ်တာကြောင့်ဒေသခံပြည်သူတွေအနေနဲ့ကင်ဆောင်ခွင့်မရှိတဲ့လက်နက်အမျိုးအစားတွေကိုကင်ဆောင်ခြင်းလုံးဝမပြုတ်ကြဖို့ကိုတားမြစ်လိုက်ပါတယ်။ စစ်ကောင်စီကိုတောင်းလှနေတဲ့တောင်းလှရေးတပ်ဖွဲ့ဝင်တွေအနေနဲ့စုံသုံးဒေတာကိုဖြတ်တန်းသွားလာလိုပါကလည်းကြိုတင်တင်ပေးဖို့ကြဖို့ဒါမှမဟုတ်ခိုင်လုံတဲ့အထောက်အထားတွေယူဆောင်လာကြဖို့ကိုလည်းအတိပေးချက်ထုတ်ပြန်ထားပါတယ်ကျလက်အတွင်းရှိဇုတ်သုံးဒေတာဟာစစ်ကောင်စီကင်းစင်တဲ့ဒေတာတစ်ခုဖြစ်ပြီးပြည်သူလုံခြုံရေးနဲ့ပတ်သက်လို့ CDF ဇုတ်သုံးကဆောင်ရွက်လက်ရှိနေကြောင်းလဲဆိုပါရီ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့တပ်ဖွဲ့ဝင်တွေရဲ့လက်နက်ကိုင်းဆောင်ခြင်းနဲ့ပတ်သက်လို့လည်းလိုအပ်တဲ့စည်းကမ်းသတ်မှတ်ချက်တွေကို CDF ဆိုသူကပြဋ္ဌာန်းချမှတ်ထားတယ်လို့သိရပါတယ်။မင်းတမြုပ်နယ်မှာလည်းပြည်သူတွေအနေနဲ့ပုံစံမျိုးစုံနဲ့ရရှိထားတဲ့တိုက်ခိုက်ရေးမောင်းပြန် right fire နဲ့အခြားလက်နက်ခဲယမ်းတွေကိုနှိစိုက်ရာတပ်ရင်းတပ်ဖွဲ့တွေထံပြန်လည်အနှံ့ကြဖို့ CDF မင်းတက်ကထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ထိန်ချုပ်နေမည်အတွင်းမှာလက်နက်ခဲယံထိန်ချုပ်နိုင်ရပြည်သူလူထုကိုလက်နက်ခဲယံနဲ့ဖောက်ခွဲပစ်စီအနေရကနေကာကွယ်နိုင်ရအတွက်ဖြစ်တယ်လို့ဆိုထားပါတယ်ရှင်ဆလတ်တင်ဆက်ပေးမှာကတော့ချင်းပြေကောင်စီချင်းပြေလွှတ်တော်ဟာချင်းပြေဒေသန္တရအုပ်ချုပ်ရေးဥပဒေကိုအခုမလ13ရက်ကအတီးပြုတ်ပြဋ္ဌာန်းနိုင်ပြီဖြစ်ကြောင်းချင်းပြေလွှတ်တော်ထံကနေသိရပါတယ် 2025ခုနှစ်မလ13ရက်နေ့ကကျင်းပပြုလုပ်တဲ့ပထမအကြိမ်ချင်းပြေလွှတ်တော်ကြံစမပုံမှန်အစည်းအဝေးမှာချင်းပြေဒေသန္တရအုပ်ချုပ်ရေးဥပဒေနဲ့အခွန်ကောက်ဥပဒေ2025တို့ကိုအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။ချင်းပြေဒေသန္တရအုပ်ချုပ်ရေးဥပဒေကိုမလ13ရက်နေ့မှာလွှတ်တော်အနေနဲ့အတည်ပြုခဲ့ပြီလို့ချင်းပြေလွှတ်တော်မှတာဝန်ရှိသူကအတည်ပြုပြောဆိုပါသည်။သို့တော်လည်းဥပဒေပြဋ္ဌာန်းချက်တွေရဲ့အသေးစိတ်အခြေအနေကိုတော့ပြောဆိုထားခြင်းမရှိသေးပါဘူး။ မလ18ရက်နေ့ကနေ21ရက်နေ့အထိမတူပြည်မြို့နယ်လလွေချေးရွာလွေဗန်းချေးရွာဇုတ်တွန်းဒေတာကရီစော်မြို့ကိုချင်းကြီးအစိုးရဝင်ကြီးချုပ်ဦးဆောင်တဲ့အဖွဲ့ကတွားရောက်ခဲ့ရမှာလဲဒေသန္တရအစိုးရအဖွဲ့ဒေတာခန့်လူထုနဲ့တွေ့ဆုံကြရမှာဒေသန္တရအုပ်ချုပ်ရေးဥပဒေအကြောင်းကိုရှင်းလင်းတင်ပြတယ်လို့လည်းသိရပါတယ် ချင်းပြည်အစိုးရဝန်ကြီးချုပ်ပူပထောင်ဦးဆောင်တဲ့အစိုးရအဖွဲ့မှာလူဝင်မှုကြီးကြပ်ရေးဝန်ကြီးလက်စစ်နဲ့စွမ်းအင်ဝန်ကြီးဆက်လုပ်ရေးဝန်ကြီးတို့လည်းပါဝင်ကြောင်းသိရပါတယ်။မလ14ရက်နေ့ကနေ18ရက်နေ့အထိဇိုဖေရမ်ဒေတာလေတပ်ရမရာဒေတာငဖိုင်သေးရလုံချွိပီရလုံချွိသေးရလောက်သူဒေတာဖောင်ထင်းရတို့ကိုချင်းပြည်ကောင်စီဥက္ကဋ္ဌနှင့်လွတ်တော်ဥက္ကဋ္ဌပြည်ထရေးဝန်ကြီးတို့တွားရောက်ပြီး ပြည်သူလူထုနဲ့တွေ့ဆုံပွဲမှာချင်းချင်းလှတ်တော်ကပြဋ္ဌာန်းလိုက်တဲ့ဒေသန္တရအုပ်ချုပ်ရေးဥပဒေကို ရှင်းလင်းတင်ပြခဲ့တယ်လို့လည်းသိရပါတယ်။တော်လှန်ရေးကာလချင်းပြည်နယ်မြို့နယ်နဲ့ဒေသတွေမှာအုပ်ချုပ်ရေးအဖွဲ့တွေကိုဖွဲ့စည်းရာဒေသခံတွေရဲ့စုပေါင်းခေါင်းဆောင်မှုပုံစံနဲ့အုပ်ချုပ်ရေးရနေရလေပတ်နိုင်ရေးအတွက် ရေးဆွဲပြဋ္ဌာန်းထားကြောင်းချင်းချင်းလှတ်တော်ဥက္ကဋ္ဌပူဟုန်နိုင်က2024နိုဝင်ဘာလကခုံနှုံးသွင်းကိုဖြေကြားထားပါတယ်။ ဒေသန္တရာအုပ်ချုပ်ရေးဥပဒေဟာတစ်ဆိုင်ရာမြို့နယ်နဲ့ဒေသရဲ့ဥပဒေအတိုင်းရွေးကောက်တင်မြောက်ခွင့်ခန့်အပ်ပိုင်ခွင့်ကိုပေးထားပြီးမြို့နယ်နဲ့ဒေသမှာတိုက်နယ်တောင်ကျော်အလိုက်အုပ်ချုပ်ရေးမှာပါဝင်ခွင့်ရရှိနိုင်ရေးအတွက်ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးစနစ်ဖြင့်ကြားထားနိုင်ရေးဆောင်ရွက်နေတယ်လို့ 2024နိုဝင်ဘာလကဖြေကြားထားတာပါချင်းပြည်နယ်မြို့နယ်နဲ့ဒေသအသီးသီးမှာချင်းထော်လှိုင်းရင်အားဆိုတွေကမတူငင်မှုတွေရှိနေတဲ့၎င်းတို့ရဲ့ဥပဒေတွေနဲ့အုတ်ချုပ်နေမှုဟာဥပဒေပြဋ္ဌာန်းပြီးပါကမြို့နယ်နဲ့ဒေသအုတ်ချုပ်ရေးပိုင်းမှာဖြစ်စေချင်းပြည်အစိုးရနဲ့ဖြစ်စေလုပ်ငန်းဆောင်ရွက်မှုတွေပုံမအဆင်ပြေနိုင်တယ်လို့သိရပါတယ် ချင်းပြည်လွှတ်တော်ဟာဘာနာငွေစီမံခန့်ခွဲခြင်းဥပဒေအတင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအခွန်အခောက်ဥပဒေတရားစီရင်ရေးဥပဒေတို့ကိုပြဋ္ဌာန်းပြီးဖြစ်ပါရဲ့ရှင်။နောက်တဲ့ရင်တပုတ်ကတော့ ကလေးမျိုးလူထုတိုက်ပွဲဥဆောင်ကော်မတီအနေနဲ့ချင်းမီနယ်ဖလန်းမျိုးဒိန်းတိုက်ပွဲမှာရွှေရွံချွန်ချွန်တိုက်ပွဲဝင်နေကြတဲ့ဒေသခံတော်လှန်ရေးဘော်တွေနဲ့ပူပေါင်းမဟာမိတ်ရေးဘော်တွေခွန်အားဖြစ်စေဖို့အတွက်ဖျောင်းနိုင်ထွန်းစုတောင်းတပိတ်ကိုပြုလုပ်ခဲ့ပါသည်စစ်ကောင်စီရဲ့စမ်းချိန်တင်လေကြောင်းတိုက်ခိုက်မှုတွေအကြားချင်းမီနယ်ဖလန်းဒေသမှာစစ်ကောင်စီကင်းစင်ရေးအတွက်စူးစမ်းပြီးတိုက်ပွဲဝင်နေကြတဲ့ရေးဘော်တွေနဲ့အတူအမြဲရှိနေကြောင်း ဖလန်မင်းတို့နဲ့အတူကလေးဆိုတဲ့စာတန်းကိုဖျောင်းနိုင်မီထွန်းပုံဖော်ပြီးစီလုံးအားနဲ့ချင်းသွင်းနေအောင်ပွဲဆိုတာပြလိုက်ကြဆိုဆိုတဲ့အောင်မြင်မှုနှမိတ်နဲ့ခွန်အားပေးခြင်းနှလုံးသွင်းတဲ့ယင်အနာဂတ်ကိုပုံဖော်နေကြတဲ့ဖလမ်သူရဲ့ကောင်းများမှုတ်ချနိုင်ရမယ်ဆိုတော့ဖလမ်မြုပ်သိမ်းတိုက်ပွဲအောင်မြင်မြင်ကိုအခိုင်အမာယုံကြည်ကြောင်းစာတမ်းတွေရေးထိုးပြီးခွန်အားပေးဆုတောင်းတပိတ်ကိုပြုလုပ်ခဲ့ကြပါသည် ဖလန်မြို့ကိုပြီးခဲ့တဲ့2024နိုဝင်ဘာလ9ရက်နေ့ကစတင်ပြီးချင်းငင်အောင်နဲ့တော်လှန်ရေးပိုးပေါင်းတပ်တွေကထိုးစစ်ဆင်ခဲ့ရာမြို့ပေါ်ရှိစစ်ကောင်စီစခန်းအလုံးကိုသိမ်းပိုက်ထားပြီးတော့နောက်ဆုံးကြန့်ရှိနေသေးတဲ့ခလာယာ268တရင်ကိုအပိသက်သိမ်းနိုင်ရဲ့အတွက်ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကဝဲဝန်းပိတ်ဆို့ဖြတ်တောက်ကတိုက်ခိုက်လက်ရှိနေပါသည်လက်ရှိမှာလည်းခလာယာ268တပ်ကုန်းရှိတချို့ပွဲကုန်းတွေကိုလည်းချင်းပိုးပေါင်းတပ်ကထပ်မံသိမ်းနိုင်ခဲ့ပြီလို့သိရပါသည် လက်တလောဖလန်းမြုပ်သိမ်းတိုက်ပွဲမှာစစ်ကောင်စီကမလ17ရက်နေ့ကစတင်ပြီးနေ့စဉ်နဲ့အမျှ Jet Fighter အပါအဝင် Y8 Y12 လေယာဉ်နဲ့ Mi-35 စတဲ့လေယာဉ်တွေနဲ့ပေါင်900ပုံအပါအဝင်ဘုံးကျဲမှုတွေပြင်းပြင်းထန်ထန်ပြုလုပ်နေတဲ့အပြင်လေကြောင်းစစ်ကိုအကူအငြိတွေကြောင့်စစ်ကောင်စီတပ်လူအင်အားဖြည့်တင်းမှုတွေလည်းပြုလုပ်လျက်ရှိနေပါသေး လက်ရှိဖလန်မြုပ်သိမ်းတိုက်ပွဲဟာအင်မတာမှစိန်ခုံမှုပေါင်းများစွာကိုကြုံတွေ့နေရတယ်လို့စလိုင်းဝီလျံချင်းကမလ20ရက်နေ့ကအွန်လိုင်းကနေပြုလုပ်တဲ့ဖလန်မြုပ်သိမ်းတိုက်ပွဲရဲ့အရေးပေါ်ရန်ပုံငွေရှာဖွေပွဲမှာပြောဆိုပါရီဖလန်မြုပ်သိမ်းနိုင်ရင်ဟာချင်းပြည်မြောက်ပိုင်းမှာဟာခါတန်တလန်တီရီမြို့တို့ရဲ့မြုပ်သိမ်းတိုက်ပွဲတွေအတွက်အချက်အချာကြပြီးတော့စစ်ကောင်စီအတွက်လည်းချင်းပြည်နယ်မြောက်ပိုင်းကိုဆက်လက်ထိန်းချုပ်နိုင်ရေးအတွက်ဖလန်မြုပ်ဟာအရေးပါနေတယ်လို့ချင်းအင်အားစုတွေကပြောဆိုကြပါရီ ဖလန်မြုပ်တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ထွက်သေးသူတွေရှိတဲ့အပြင်စစ်တုံးဘန်းတွေအနေနဲ့ဖမ်းဆီးရမိသူတွေအများအပြားရှိကြောင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဖက်ကလည်းထိခိုက်ကြဆုံးမှုတွေရှိနေကြောင်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ဆိုရှယ်မီဒီယာကိုအသုံးပြုရမှတတိထားရမယ့်အချက်လက်တွေကို တင်ဆက်ပေးချင်ပါတယ်။ရှင်နေ့အချိန်မှာတည်င်းအစ်စ်တွေအတွင်းအမြင်အစ်စ်တွေရဖို့ ဆိုရှယ်မီဒီယာကိုအသုံးပြုသူတွေများပြားလာပါတယ်။ဆိုရှယ်မီဒီယာကိုအလွန်အကျွံသုံးဆဲပြီးစိတ်ရှုပ်စရာစိတ်ညစ်စရာတွေဟာအမှိုက်တပွဲဥနောက်တဲ့ဝင်ရောက်လာတာကိုလည်းတတိမမူမိကြတော့ပါဘူး။ဒါကြောင့်အခုဖော်ပြပေးမယ့်အချက်တွေကဆိုရှယ်မီဒီယာအသုံးပြုရင်တတိထားရမယ့်အချက်တွေဖြစ်ပါတယ်။ပထမအချက်အနေနဲ့အသုံးပြုတဲ့အချိန်လုပ်ငန်းအများစုကအွန်လိုင်းနဲ့ပဲအလုပ်လုပ်နေရတဲ့သူတွေရှိပါတယ်။ဒါဟာရှောင်လွဲလို့မရတဲ့အွန်လိုင်းအသုံးပြုခြင်းဖြစ်ပါတယ်။ စိတ်ဝင်စားစရာက လူတတော်များများဟာမလိုလားအပဲအွန်လိုင်းကိုအလွန်အကျွံသုံးဆနေကြတာပါသူတို့အတွက်အွန်လိုင်းဟာကဘာတစ်ခုဖြစ်လာပြီးတော့သူတို့စိတ်တွေအလုံးအဲ့ဒီထဲမှာမြုပ်နှံထားပြီးပိတ်မိနေတတ်ကြပါရဲ့ခုဖုန်းထဲမှာပဲအချိန်မကုန်အောင်အွန်လိုင်းအသုံးပြုမဲ့အချိန်ကိုတတ်မှတ်ထားသင့်ပါရဲ့ဒါမှသာစိတ်ထုံတိုင်းမှုကနေကင်းဝေးပြီးလွတ်လပ်မှုပျောက်ဆုံးသွားတဲ့ခံစားချက်တွေနဲ့ကင်းဝေးကြမှာပဲဖြစ်ပါရဲ့ ုတိယအချက်ကတော့လူအများရဲ့အာယုံဆိုင်မှုကိုဂရုပြုလာခြင်းလူတိုင်းပုံတင်တာ status တင်တာတွေကိုဝါသနာပါကြပါတယ်ကိုယ့်ရဲ့တပုံကိုလူတွေဘယ်နည်းရောက်ကြိုက်ကြလဲပြသူတွေက like and share လုပ်ပြီးတော့ဘယ်တငယ်ချင်းတွေက comment ပေးကြလဲစူရာတွေကိုစိတ်ဝင်စားလာကြပါတယ်ချင်းမမှုခံရရင်ပျော်ရှင်တက်ကြပေမဲ့ဝေဖန်ခံရရင်တော့စိတ်ညစ်စရာစိတ်ရှုပ်စရာတွေဖြစ်သွားတတ်လို့ပါ ဘယ်သူပါပြောပြောဂယုမဆိုင်ဘူးလို့စူသူရိတောင်းစိတ်ဖြည့်စည်းမှုဒဏ်ကိုအနည်းနဲ့အများခံစားရတကြပါရည်တတိယအချက်အနေနဲ့ကိုမသိတဲ့အပေါင်းအသင်းတွေနဲ့မိတ်ဖွဲ့လာခြင်းအများစုရဲ့ friend list မှာကိုနဲ့တခါမှမတွေ့မမြင်ဖို့တဲ့သူတွေကိုမိတ်ဆွေဖွဲ့ထားကြပါရယ်မိတ်ဆွေအများကြီးရှိတာမမှားပေမဲ့ online ပေါ်ကနေမိတ်ဆွေဖွဲ့ခြင်းဟာလိမ်မုတ်စိုးတွေလိမ်ညာသူတွေကိုအခွင့်အရေးပေးသလိုဖြစ်တဲ့အတွက်အထူးတတိပြုဖို့လိုအပ်လာပါရယ် စတုထအချက်အနေနဲ့တည်င်းအမားတွေနောက်ကိုလိုက်မိချင်းအခုခေတ်မှာ post trade တိုင်းမှန်နေတဲ့လူတွေများပြားလာပါတယ်တည်င်းအမားနောက်လိုက်မိချင်းဟာတိတ်ကိုအနေရများပါတယ် post တကူကြောင့်အတွင်းအမြင်တွေတောင်းလဲသွားနိုင်တယ်လူမျိုးရေးမုံတိမှုတွေဖြစ်ပေါ်လာနိုင်တယ်တည်င်းအမားကြောင့်အထင်းမြင်လွဲသွားနိုင်တယ်ဒါကြောင့် post တကူတက်လာတိုင်းတည်င်းရင်းမြစ်မှန်မှန်စောင့်ကြည့်ပါပြီးမှတခြားသူတွေကိုဝေမျှပါ ဒီအချက်တွေကိုစိတ်ထဲဆွဲမှတ်ပြီးတော့ online အသုံးပြုကြမယ်ဆိုရင်လူတိုင်းအတွက် online အသုံးပြုခြင်းဟာတစိတ်တစ်ပိုင်းအနေနဲ့ကြိုရှင်စရာဖြစ်လာမှာပါအလုံးစိတ်ပေါ့ပေါ့ပါပါနဲ့ဆိုရှယ်မီဒီယာကိုအသုံးပြုနိုင်ကြပါစေရှင် ဟုတ်ကဲ့ပါအခုလိုနာတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်